Hello bro အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Mr. Kan ပါဒီနေ့ကျွန်တော်ဆောက်မယ့် game ကတော့ Grow Up Brain Rot ဆိုတဲ့ game ပဲဖြစ်ပါတယ်ဒီ game က Grow Offline တော့မဟုတ်ဘူးဗျာသိရမလားဘယ်လိုပြောရမလဲ Brain Rot Mains တဲ့အကောင့်တွေကိုကျွန်တော်တို့ကမွေးမြူအောင်ပါဗောနော် Okay အာကျွန်တော်စပြီးဆော့မယ်ဒီကျွန်တော် Bombardino Crocodile ဥလေးတွေအရင်ဆုံးဝယ်လိုက်တယ်ဗောနော်အဲဒီဥလေးတွေကိုကျွန်တော်ကဒီမှာလာပြီးတော့ချပေးရမယ်ဗျာအဲ့ကနေမှတစင်အကောင်ပေါက်လာမှာပေါ့သိရမလားအဲ့ဒါကိုကျွန်တော်တို့ကအကောင်တွေကိုကြီးတဲ့အထိမွေးရမှာပေါ့ဗျာ ပြီးရင်ပြန်ပြီးတော့ရောင်းလို့ရတယ်အဲဒါမှအကောင်ပေါက်လာပြီအဲဒါမှအကောင်လေးပေါက်လာပြီဗောနော်ဒီကောင်ကြီးကြီးလာလို့ရှိရင်ကျွန်တော်တို့ကရောင်းလို့ရပြီဗျာဒီမှာ तू ကပါဆန့်လေးပါတယ်အဲ့ပါဆန့်လေးတက်လာရင် तू ကရာဂိုင်နှုံးလေးတက်လာရင် तू ကကြီးလာဗောနော်အာဒါမှတရာပြည့်တော့မယ်ဒီကောင်ကြီးတရာပြည့်လို့ရှိရင်ကျွန်တော်ရောင်းလို့ရပြီ ਨੇ ထင်တယ်အဲတရာပြည့်သွားပြီတရာပြည့်သွားဆိုတော့ကျွန်တော်ဒီမှာဒီကိုလိုက်ပြီးတော့ကောက်ရမယ်ဗောနော်ဒီကောင်လေးတွေကိုကောက်ပြီးတော့ကျွန်တော်တို့ကဟိုဈေးဆိုင်ပေါ့ဗျာဆိုင်ရှိရဲအဲ့ဒီမှာသွားပြီးတော့ရောင်းရမှာ အမ်ရပြီ okay ဒီကောင်လေးကိုကျွန်တော်ရောင်းလိုက်မယ်ခုနကောက်ထားတဲ့ကောင်လေးကိုအဲပြီးရင်ကျွန်တော်တို့ကပြန်ပြီးတော့ရင်းနေရမယ်ဗျာ okay ဒီကတော့တာတာလေးတို့လာပါလေအကောင်လေးဝယ်လိုက်မယ်ပေါ့နော်အကောင်ပေါက်စာလေးဝယ်လိုက်မယ်ဥပေါ့ဗျာဥလေးတွေဝယ်လိုက်မယ်ပြီးရင်ကျွန်တော်ခုနနေရာမှာပဲတွားပြီးတော့ချမယ်အမ်ဒီမှာချမယ်ပေါ့နော်မစ္စတာကိုထက်တယ်အာကျွန်တော်ဖန်ပဲဒါလေကျွန်တော်ဖန်တယောက် join လာပြီပေါ့နော် okay ဒီမှာတာတာလေးလို့အကောင်လေးပေါက်လာပြီဒီကောင်လေးကခုနအကောင်နေထက်တော့ပုံမြန်သေးရဲ့ဗျာအကောင်ကြီးတာ ီကောင်ဒီလဲဒီမှာရာဂိုင်နှုံးလေးပြေသွားလို့ရှင်ကျွန်တော်တို့သွားပြီးတော့ရောင်းလို့ရပြီဒီမှာဒါကျွန်တော်ဖန်ပေါ့နော်ရောင်းနေရကျွန်တော်ဖန်နှစ်ယောက်တောင်မှ join လာတာโอเคကျွန်တော်ဒီမှာဒီကောင်လေးတွေကတရားရာဂိုင်နှုံးပြေသွားပြီဆိုတော့ไลပြီးတော့កောက်လို့ရပြီកောက်ပြီးတော့ဒီကောင်တွေကိုခုနကကျွန်တော်ရောင်းနေဆိုင်မှာပဲသွားပြီးတော့ရောင်းမယ်ပေါ့နော်โอเคကောင်တွေကတော့အများကြီးပဲဆိုတော့ဒါမဲ့များပါမယ်ဒီကောင်တွေကပတ်စံကတော့အဲ့လောက်ကြီးမရဘူးဗျာတိလားဘာလို့လဲဆိုတော့နည်းနည်းအကောင့်အပေါက်တွေမလို့ထင်တယ် ဒီထက်ပို့ပြီးကြီးရဲကောင်လေးဆိုပို့ရအောင်မယ်။ Okay ကျွန်တော်ထပ်ပြီးတော့ရင်းနေရမယ်ဗျာတိလာအဲဒီကောင်လေးကိုရောင်းလိုက်လို့ပတ်စံရပါတယ်။အဲ့ဒီပတ်စံနဲ့ကျွန်တော်တို့ထပ်ပြီးတော့ဥတွေထပ်ပြီးတော့ဝယ်ရမယ်ပေါ့နော်။အဲ့ဒါမှကျွန်တော်တို့နောက်ကြရင်ပတ်စံတဖြည်းဖြည်းနဲ့ပို့များလာမှာဗျာ။အာဒီတကားကတော့ကျွန်တော်တို့ကထွန်းထွန်းထွန်းဆဟူအဲ့ကောင်ဝယ်လိုက်မယ်ပေါ့နော်။အဲ့ဒီကောင်ကတော့ဒီမှာ150ဗျာဥတစ်လုံး။အာခုနနှစ်ကောင်ထပ်တော့ဈေးကြီးတယ်ပေါ့နော်ဒီကောင်က okay အစည်းကြီးတွေတူပို့ပြီးတော့ကြာလီပဲနဲ့ထင်တယ်သိရမလားအချိန်နည်းနည်းစောင့်ရတာပေါ့ a few moments later ကဲတွန်းတွန်းဒီမှာစဟူးတွေကတော့နည်းနည်းကြီးနေလို့ပြောလို့ရရဗျာအဲ့တော့ကျွန်တော်သွားပြီးတော့ရောင်းလို့ရပြီပေါ့နော်ဒီကောင်လေးကိုကြီးနေတယ်လို့ပြောလို့ရမှာမဟုတ်ကြီးွားပါဗောဗျာကြီးွားရဆိုတော့ရောင်းလို့ရပြီ okay အာဒီကောင်ဒီပဲထပ်ပြီးတော့ဝယ်ရင်ကောင်းမလားမသိဘူးကျွန်တော်ဒီမှာ9000ကျော်တော့ရှိတယ် okay ဒီဘွန်မာဒီနိုဝယ်လိုက်မယ်ဗျာဘွန်မာဒီနိုကနည်းနည်းဈေးအသင့်အသင့်နဲ့သူကအရန်လည်းမကြောက်ဘူးဆိုတော့လေ โอเคကျွန်တော်ဒီမှာဘွန်မာဒီနိုခရိုကိုဒီလိုလေးတွေဒီမှာမွေးထားတယ်ဗောနော်ဥလေးတွေအကောင်ကတော့မပေါက်သေးပါဘူးနည်းနည်းစောင့်အောင်ပဲဗျာအဲဒီမှာကျွန်တော်ဘွန်မာဒီနိုလေးတွေကတော့ဒီမှာတော်တော်လေးကိုကြီးလာကြပြီဗောနော်ကျွန်တော်ရောင်းလို့ရတော့မယ်ဗျာโอเคဒီမှာတရားရာခိုင်နှုန်းပြည့်သွားပြီဆိုတော့အကုန်လုံးကိုလိုက်ပြီးတော့ကောက်မယ်ကောက်ပြီးတော့ဈေးဆိုင်မှာသွားရအောင်မယ်ဗောနော်โอเคရပြီကဲကျွန်တော်ရောင်းလိုက်ကြမယ်ဒီကောင်လေးကိုရောင်းရင်တိတ်တော့မရဘူးဗျာထင်သလောက်တော့နည်းနည်းနည်းလို့ပြောလို့ရတယ် အိုးကျောင်းတို့မှာတာတာလေးလို့အကြီးဝယ်လို့ရပြီပေါ့နော်။ Okay ဒီကောင်က6000ပေါ့ဗျာ။ဒါမဲ့အော်ရတူဦးလေးလား။အာဟုတ်တယ်ဒီကောင်ကဥကတလုံးနဲ့ပေါ့နော်။ဘာလို့လဲဆိုတော့အကောင်ကြီးလို့ထင်တယ်။အိုးကျော်ကြီးရတာတော့နည်းနည်းကြာတယ်နဲ့ထင်တယ်ကွာဒီကောင်ကိုကြီးရတာ။ဥကအကောင်ပေါက်ဖို့ကနည်းနည်းကြာမယ်နဲ့ထင်တယ်။အာဒီမှာဒီစာမပြန်တဲ့ပြဿနာကလည်းနည်းနည်းရှင်းရတယ်ပေါ့နော်။ PCE နဲ့ပါဆိုတော့မှဖောက်မရဘူး။ Okay ကိုလူဒီမှာဥကတော့အခုပေါက်တော့မယ်နဲ့ထင်တယ်။အာဒါမဲ့ပေါက်ဖို့ကနည်းနည်းကြာတယ်ဗျာ။သူကအကောင်ပို့ပြီးတော့ကြီးလို့လားမသိဘူး။ အမ်ပေါက်တော့မယ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 ်ဒါတော့တရာလေးလို့ဥအကြီးပေါ့နော်အမ်ဒီမှာပေါက်သွားပြီအကောင်ကတော့ဘယ်လိုပြောရမလဲဒီကောင်က main stay အကောင်နဲ့ပို့ပြီးတော့တူတယ်ဗျာသိလားဟို baby လေးတွေကတိတ်မတူဘူးနည်းနည်းခလေးရုပ်လေးတွေဟိုကောင်ကြီးကြတော့သိရမလားအာဒီကောင်အကောင်ကြီးဖို့အတွက်နည်းနည်းစောင့်အောင်မယ်ထင်တယ် okay ဒီမှာအကောင်ကတော့ကြီးသွားပြီပေါ့နော်ကျွန်တော်တရာရာခိုင်နှုန်းပြည့်တော့မယ်ဗျာအမ်ပြည့်သွားပြီပြည့်သွားပြီ okay ပြည့်သွားပြီဆိုတော့ကျွန်တော်တို့ရောင်းစားလို့ရပြီပေါ့နော် please give me လို့ပြောရလားမသိဘူး အာပေးလို့မရအောင်ထင်တယ်ဒီကေက Okay ကြောရောင်းလိုက်မယ်အာဒီကောင်ကကြတော့နည်းနည်းပို့ပြီးတော့ရတယ်ပေါ့ဗျာဟိုအသေးလေးနဲ့ရှင်ရင်တော့ Okay ကြောဒီကောင်ပဲထပ်ပြီးတော့ဝယ်မရမယ်ဘာလို့လဲဆိုတော့တခြားကောင်တွေကမရသေးဘူး Okay ဒီကောင်ကိုပဲကျွန်တော်ထပ်ပြီးတော့မွေးထားမယ်ပေါ့နော်။အဲ့ဒီမှာအပေါက်လေးတကောင်ဘယ်တော့ကြံခဲ့ရလဲမသိဘူး။ Okay ရောင်းပေးလိုက်မယ်။အမ်ကျွန်တော်ကခုနကတာတာလေးလို့အကြီးရတော့နည်းနည်းစောက်အောင်ပါဆိုတော့ကျွန်တော်ဒီထွန်းထွန်းထွန်းဆဟူလေးပါကျွန်တော်တို့ဝယ်ထားမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဟိုကောင်တကောင်နဲ့ဆိုပြင်းနေမှာဗျာအဖော်ရအောင်လို့ โอเคอ่าဒီလောက်ဆိုရင်တော့အဆင်ပြေပြီထင်ပါတယ်ထက်လဲဝယ်လို့မရတော့ဘူးဆိုတော့တော်တော်တော့စောင့်အောင်မယ်ဗျာဘာလို့လဲဆိုတော့တရာလေးလိုအကြီးอ่ะနည်းနည်းကြာမဲ့ပုံစံကြီး a few moments later fan ရရလဲတော့လုံးဝကို join လာတော့ဒီတဲကိုဘယ်လိုပြောရမလဲကျွန်တော်ကိုတော်တော်ကြီးကိုချစ်ရှာတယ်ဒီကောင်နေလုံးဝအသေးအံကိုလိုက် join နေရ Okay ဒီမှာအာကျွန်တော်ထူထူထွန်းဆဟူလေးရရပါပြီပေါ့နော်တာလာလေးလိုအကြီးရတော့မရသေးဘူးဗျာဒီကောင်ကနည်းနည်းကြာတယ်ဗျာစောင့်ရတာတော့ โอเคจ้ะเออဒီကောင်นี่ထပ်ပြီးတော့ဝယ်လိုက်မယ်ဗောနော်ဟိုကောင်ကိုစောင့်ရင်းနေဆိုတော့โอเคအဲဒီမှာဒီဒီကောင်တစ်ကောင်ရောက်ကျွန်တော်ဖန်တစ်ယောက်ကတော့စပင်ကအယောင်တူတူပဲเนาะစပင်ကနှစ်ယောက်လုံးဟာရွှေရောင်လေးရင်းနေမိုက်တော့မိုက်နေရပဲโอเคကိုလူကျွန်တော်ကတော့တာလေးလို့အကြီးရတော့ရာဝါပြီဗျအဲရာဝါပြီဆိုတော့ထုံးစံတိုင်းရောင်းစားမယ်ဗောနော်အဲဒီမှာဒီကောင်นี่လည်းရပြီနဲ့ထင်တယ်ဩဒီကောင်นี่လည်းရတော့မှာပဲ ထွန်း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 စဟူးလေရတော့မယ်ပေါ့နော်ရတော့မယ်ဆိုတော့ဒီကောင်းလေးကိုပါတခါလေးမအပါပြီးတော့ရောင်းစားလိုက်မယ်ဗျာအာပို့ပြီးရတာပေါ့ဒီကောင်းလေးရုပ်လေးတွေရောက်ချစ်စရာလေးတွေโอเคကျွန်တော်ဒီကောင်းလေးကိုပါတခါလေးကောက်ပါမယ်ကောက်ပြီးတော့ဒီကောင်းလေးကိုပါတခါလေးရောပြီးရောင်းလိုက်မယ်အမ်โอเคကျွန်တော်ရောင်းစားလိုက်တော့မယ်โอ้โจ6000จ่อหลองย่าวะเลยบ่เนาะ6000จ่อสรุปบาเวลุย่ามะเลยอ้อยอปูมาดีโนอจี้เวลุย่าบี okay ဘိုမာဒီနိုအကြီးဝယ်လို့ရပြီဆိုတော့ share ပဲဗျာဒီကောင်ကဘယ်လိုပြောရမလဲတာတာလေးလို့အကြီးထက်တောင်ပို့ပြီးတော့ဈေးရလောက်တယ်ဗျာအာပေးရတဲ့ဈေးကလည်း2000ပို့ပြီးတော့များတယ်ဆိုတော့ဒါမဲ့ဒီကောင်ကဈေးများတယ်ဆိုတော့ဗျာစောင့်ရတဲ့အချိန်ကလည်းပုံမှန်ထက်တော့ပို့ပြီးတော့ကြာလောက်နိုင်တယ်သိရမလား okay စောင့်ကြတာပေါ့ okay ကိုလူတို့ဒီမှာဥကတော့ပောက်တော့မယ်ပေါ့နော်ဒီမှာဥကခုံနေပြီဗျာပောက်ခံနေနေပြီအမ်ဒီမှာဘိုမာဒီနိုအကြီးပေါ့နော် ပောက်လာပါပြီပောက်လာပါပြီ okay ဒီကောင်မိုက်လိုက်လာပုံစံကြီးอ่ะ ခေါင်းကတော့မိချောင်းခေါင်းကြီးပဲရောက်အောက်မှာဒုံးကြီးရလဲပါသေးတယ်ငစားဟာโอเคကျောတော့မှထွန်းထွန်းထွန်းဆက်ဟူးလေးရတော့ရနေပြီပေါ့နော်โอเคဒီရနေရဲ့ခေါင်းလေးရှောင်းလိုက်မယ်အာဒီခေါင်းလေးပဲထပ်ပြီးဝယ်ရင်ကောင်းမလားမသိဘူးโอเคဒီခေါင်းလေးပဲဝယ်မယ်ပေါ့နော်ဒီခေါင်းလေးကဈေးတက်တာလေဗျာဈေးတက်တာလေပြီးတော့အာကြီးတဲ့အချိန်ကလည်းနည်းနည်းမြန်တယ်အဲ့တော့အဆင်ပြေရသိရမလားအာကြော်တော့မှဘွန်ပါဒီနိုနဲ့ဒီထွန်းထွန်းထွန်းဆက်ဟူနဲ့နှစ်ကောင်ရောပြီးတော့ဝယ်လိုက်တယ်ဗောနော်ဥတွေကိုအမ်ဒီဥတွေကိုကျွန်တော်ချတာလိုက်မယ် ကျော်ဒီဘွန်မာဒီနိုအကြီးရလဲကြီးလာဖို့တော့ကနည်းနည်းကြာအောင်ပါဗျာဒီလားကြီးရတာတာတာလေးတို့ထက်တော့ပိုပြီးတော့ကြာလောက်တယ်အဲ့တော့ကျွန်တော်တို့စောင့်ရင်းနဲ့အကျိုးရှိရာလေးတစ်ခုခုပြောကြမယ်အဲ့ဒါကတော့မြန်မာနိုင်ငံမှာ Rubus တွေကိုဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးနေတဲ့ Armet Show အကြောင်းပဲဖြစ်ပါတယ်။ Armet မှာဆိုလို့ရှိရင် Give လို့ရတဲ့ Game Pass တိုင်းကိုအတန်ဆုံးဈေးနှုန်းအနေနဲ့ရရှိနိုင်မှာပဲဖြစ်ပါတယ်။ပြီးတော့ Rubus ဈေးနှုန်းအနေနဲ့ဆိုရင်လည်း1 Rubus ကို25ကျပ်ပဲကြာမှာဆိုတော့အရန်ကိုတန်နေပါပြီ။ ကေဝေးအကျန်းသားတွေလည်းပေးနေတာကြောင့်အားမဲ့ရဲ့ဒီ Telegram Channel လေးကိုလည်း join လာကြဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်ပြောချင်တာကတော့ဒါပါပဲ။ Okay ကိုလူပြောစရာရှိရလဲပြောပြီးသွားပြီဆိုတော့ကျွန်တော်မွေးမြူရေးလေးဆက်ပြီးတော့လောက်ကြပါမယ်ပေါ့နော်။အာကျွန်တော်တို့မှာဘိုမာဒီနိုကတော့ကျွန်တော်တို့ရောင်းလို့ရတော့မယ်ဗျာ။ရောင်းလို့ရတော့မယ်ဆိုတာဒီမှာသူ့ရဲ့ percent ဘယ်လိုပြောမလဲတရာပြည့်တော့မယ်။တရာပြည့်ရတယ်ကျွန်တော်တို့သွားပြီးတော့ရောင်းလို့ရပြီလေ။အာပြီးတော့ဒီကောင်အကောင်ကလည်းတော်တော်ကြီးနေပြီ။ကျွန်တော်ထွန်းထွန်းဆက်ဟူးလေးလေဝယ်ထားရဗျာ။ဥလေးပဲရှိသေးရဲ့အကောင်နေရာတော့မပေါက်သေးဘူးပေါ့နော်။ โอเคဒီမှာတရားရခိုင်နှုန်းပြေသွားပါပြီဘောမာဒီနိုအကြီးကတော့ကျွန်တော်ရောင်းစားလို့ရပြီပေါ့နော်အာ YTV Craft ကပါလေအများကြီးပဲတဲ့ကျွန်တော်အများကြီးပဲဆိုပေမဲ့တိတ်မကောင်းပါဘူးကွာဒါတွေကโอเคအာကျွန်တော်ဒီမှာရောင်းလိုက်မယ်အမ်ကျွန်တော်ပတ်စံကတော့9000ကျော်လောက်ထိကိုရသွားတယ်ပေါ့နော်မစိုးလို့ပြောလို့ရပြီဗျာ9000ကျော်ဆိုတော့โอเคကျွန်တော်ဘောမာဒီနိုတစ်လုံးထပ်ပြီးတော့ဝယ်လိုက်မယ်အာတခြားဟာတော့ဝယ်ကြမရှိပါဘူးဘာလို့လဲဆိုတော့ခုနကကျွန်တော်ဝယ်ထားရည်လည်းရှိသေးတော့โอเคဒီမှာဥကိုကျွန်တော်ဒီမှာချလိုက်မယ်ပေါ့နော် အာဒီမှာအသေးလေးတွေထဲမှာတော့ဒီကောင်လေးတစ်ကောင်ပဲရောင်းလို့ရသေးတယ်။ Okay ရတဲ့ကောင်ကတော့ရောင်းရမှာပဲပတ်စံရဖို့အရေးကြီးတယ်။အမ်ကျော်ဝယ်စရာရှိရည်လဲဝယ်တော့ဝယ်ထားတယ်ဗျာ။ဘာထက်ဝယ်ကောင်းမလဲလို့ကျော်စဉ်းစားနေတာပေါ့နော်။အာအကြီးလေးကတော့ဝယ်လို့ရမှာမဟုတ်ဘူး။ Okay အဲ့တော့ကျော်ဒီဘွန်မာဒီနိုအသေးလေးပဲထပ်ပြီးတော့ဝယ်ထားလိုက်မယ်။ Okay ဒါဆိုရင်တော့ရပါပြီဒီလောက်ဆိုရင်တော့ အာကျောဒီမှာဘိုမာဒီနိုအသေးလေးတွေဥလေးတွေကိုဒီမှာချလိုက်မယ်ပေါ့နော်။ Okay ကျောဝယ်သားတွေကတော့တော်တော်လေးများဝိုက်လို့ပြောလို့ရရဗျာ။ပြီးတော့ဒီမှာထွန်းထွန်းထွန်းဆဟူဘေဘီလေးတွေကလည်းရောင်းလို့ရနေပြီပေါ့နော်။အဲ့ဒီဘိုမာဒီနိုတွေကဒီမှာပေါက်တော်ပေါက်လာပြီးအောင်အေးမြန်တော့မြန်သားပဲဟာ။ One eternity later ။ကဲကိုလူတို့ကျောတို့ဒီမှာဘိုမာဒီနိုလေးတွေလည်းရနေပြီပေါ့နော်။ဘိုမာဒီနိုအကြီးရတယ်ဒီမှာတော်တော်လေးကိုကြီးသွားပါပြီ။အဲ့တော့ကျွန်တော်တို့သွားပြီးတော့ရောင်းစားကြမယ်။အမ်းရောင်းစားလိုက်မယ်။ Okay ရ1000 1000ကျော်ဝိုင်း1000ကျော်တောင်ဖြစ်တယ်။ 12000ကျော်သွားပြီဗောနော်ပတ်စံကတော့โอเคကျောတို့မှာဒီဟိုဟာလေးကြီးကလည်းရောင်းလို့ရတော့မယ်ထွန်းထွန်းထွန်းဆဟူးကြီးကလည်းရောင်းလို့ရတော့မယ်အားရဒရီဆော့မယ်တဲ့ဒီထဲမှာလည်းဒရီဒရီကြီးပဲဗောနော်ကျွန်တော်အကုန်လုံးကပြောလိုက်ဒရီကြီးပဲကျွန်တော်လည်းပြင်းရတယ်နည်းနည်းโอเคအားကျောတို့မှာထွန်းထွန်းထွန်းဆဟူးကြီးကတော့ရောင်းလို့ရပြီဗောနော်ရောင်းလို့ရပြီဆိုတော့ရားတဲ့ဟာလေးကိုကျွန်တော်ရောင်းရမယ်โอเค အဲကျွန်တော်တို့မှာ16000တောင်ကျော်သွားပြီဆိုတော့တို့မှာထုံးထုံးဆက်ဟူအကြီးဝယ်လိုက်ပါတယ်အကောင်က15000မြား 15k ဟောပေါ့ 15k တောင်ဖြစ်တယ် what the hell 15k ပေါ့နော် okay ဒီမှာဒီကောင်ကတော့နည်းနည်းကြာတော့မယ်ထင်တယ်ဗျာဘောမဒီနိုတောင်မှနည်းနည်းကြာရဲဆိုတော့ဒီကောင်အိုက်ထက်တောင်မှပို့ပြီးတော့ကြာတော့တယ် finally ကျွန်တော်တို့ဘယ်လိုပြောရမလဲထုံထုံထုံဆက်ဟူအကြီးကိုရှားွားခဲ့ပြီပေါ့နော်အဲ့တော့ကျွန်တော်ရှားွားပြီဆိုတော့ထုံးစံတိုင်းတွားပြီးတော့ရောင်းစားပါမယ် အာဒီကောင်ကတော့တော်တော်ကြီးရမယ်လို့ထင်တယ်ဗျာတော်တော်လေးချာချာလေးကိုစောင့်လိုက်ရတယ်โอเคကျောတို့မှာ 18k တောင်ရလိုက်တယ်ဗောနော်အာโอเคဒီနေ့ကတော့ကျွန်တော်ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်မယ်ဗျာဘာလို့လဲဆိုတော့အာကျွန်တော်ပတ်စံလည်းတော်တော်လေးရပါပြီဗောနော်တော်တော်လေးဆော့တာကြာပါပြီဆိုတော့အာကျောဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်နောက်ထပ်ဗီဒီယိုအစ်စ်မှာပြန်ပြီးတော့တွေ့ကြပါမယ်ဒီနေ့ကတော့ဒီလောက်ပါပဲ